ဖြစ်ပါစေလားလူစင်ပါတယ်အိမ်မဝလို့ရအောင်နော်ရွှေဆိုတော့နည်းနည်းတော့ပြရမယ်လေအာအမဟုတ်လေအလှတရားဆိုတာလူတိုင်းတွေပြောက်မှာမဟုတ်တာအဓိကကိုယ့်လှတရားကိုယ်ခကိုယ်ကိုယ်တိုင်ခံစားဖို့ပဲကိုယ့်ကိုယ်ချစ်ဖို့ကိုယ့်ကိုယ်ကိုဘယ်လိုသဘောကျဖို့ကိုယ့်ကိုယ်ကိုယ်ကြိုက်ဖို့ကနံပါတ်1ပေါ့ ါဘူးတကယ်မဟုတ်အဲ့ဖြစ်တဲ့အချိန်ကတဲကွဲတာမဟုတ်တကယ်တော့လောဘကြီးတာငါဆိုတဲ့အတ္တပေါ့ငါဆိုတဲ့အတ္တငါလိုလူမျိုးနင်းလိုလူမျိုးဟာဆိုတဲ့အဲ့လိုငါဆိုတဲ့အတ္တရှိလို့လူတွေကဖြစ်ကြတာတကယ်တော့မဟုတ်ဘူးအဲ့ဒါတဲကွဲတာမဟုတ်အတ္တတူကိုတော့ပြောတာနော်သူများတော့ပြောတာမဟုတ်အဲ့တော့အဲ့လိုကြီးဟိုဘောတယောက်ယောက်မရှိလို့တည်ဝါမယ်ဆိုတဲ့ဘဝမှာမရှိခဲ့ဘူးတဲ့အတွက်အဲ့လိုအဲမကွဲခဲ့ဘူးလို့ထင်တာပဲအဲ့လိုတယောက်ယောက်ကြောင့်တည်ဝါတဲ့လူတွေကိုလည်းမဖြစ်စေချင်ဘူးပေါ့နှမျိုးဖို့ကောင်းပါတယ်ဘဝမှာအဓိကကိုကိုမိသားစုတဲ့ကိုကဖိုးတယ်လေးပဲလေနော် ရှားပါတယ်စောက်ဝဲလာစစ်တာစောက်ဝဲလာစစ်တာဆိုတော့ဟိုအတ္တိမဟုတ်ဘူးအတ္တိရဲ့ပြိတ္တတွေစောက်လောက်ရတယ်ဆိုတော့အော်အတ္တိเนี่ยကတော့ဆယ်စုနှစ်ကျော်ပြီဆယ်စုနှစ်ကျော်တော့ပဲကမလဲ2000သူစပြီးတော့အဲ့ဒါလို music album မထွက်ခင်တည်းကသူတို့တစဉ်တော့အိမ်မှာပဲကိုယ်နေပြီးတဲ့အတုပ်စုံတော့မပြီးသမင်းတို့စားနေကြ အတိနဲ့လည်းအင်းတော့မက်ဆင်ပွဲမှာဇုံရဲဆိုပြီးတော့ပုံစုံပွားတယ်တော်တော်ကြာပြီအတိအတိရင်ကုန်ဆောက်ရောက်ကြရပါတော့ဒါပေမဲ့နောက်ပိုင်းတော့ကိုကတော့သူ့ပြိသက်တွေဖြစ်သွားအောင်ပေါ့ဆိုတော့အများကြီးကိုကတော့သူ့ရဲ့စူးစမ်းအထောက်မှုကိုနောက်မှတက်တက်ကလေးပဲမဲ့လည်းအများကြီးသူ့ရဲ့စူးစမ်းအထောက်မှုကိုကပြန်ပြီးလေးစားတာပေါ့ဒီလိုတော့ဘာလို့လဲတော့ငှားနေတော့ဘာလို့ခဏငှားမြင်းပေါ်ပါပါရဲ့ဖက်ရှင်ရဲ့ဂျုံနေလားမသိဘူး အရန်ဝတ်တော်မယ်အရန်ဟော့တော်မယ်ဆိုပြီးတော့နှောက်နှောက်ချင်တာအာနေဖက်ရှင်နေကျွန်းတော့မယ်ဆိုပြီးတော့ပြောကျွန်းမအောင်ဟောအဲ့ဒါရွှေဆိုင်တငယ်ချင်းနေရှိတော့လေလေအဲ့လကားစာမဝီရဲပါဘူးတကယ်တော့လေအဲ့ဒါကောင်မလေးနေဝတ်တာပို့လာပါတယ်ရွှေဘရာဇီးယားရှိဘရာဇီးယားလာဒုစင်မာတဲ့အိမ်မဝလို့ရအောင် နေရွှဲဆိုနေနေပြရမယ်လေအာအမဟုတ်လေအလှတရားဆိုတာလူတိုင်းအတွက်ပြောက်မှာမဟုတ်တာအဓိကကိုယ့်လှတရားကိုခကိုကိုယ်တိုင်ခံစားဖို့ပဲကိုယ့်ကိုယ်ချစ်ဖို့ကိုယ့်ကိုယ်ကိုဘယ်လိုသဘောကျဖို့ကိုယ့်ကိုယ်ကိုယ်ကြိုက်ဖို့ဟာနံပါတ်၁ပေါ့နံပါတ်၁မငယ်နဲ့ပေါ့နော်စကားတွေတီးတန့်ပြောခွင်ရေလို့ပြောပြမယ်လေအဲကိုနဲ့တွေ့ရတဲ့လူကလူတွေကတော့ဘာပဲပြောရတယ်လည်းမကောင်းလားစိတ်ညစ်ရတာပြောရတာပိုကောင်းတယ်နော်အတီးဖြစ်ခြင်းပဲအခွေးရောဖြစ်နေဘောပဲဟုတ်ပါဘူးတကယ်မဟုတ်အဲ့ဖြစ်တဲ့အချိန်ကအသေးကွဲတာမဟုတ်ဘူးတကယ်တော့လောဘကြီးတာ ငါဆိုတဲ့အတ္တပေါ့ငါဆိုတဲ့အတ္တငါလိုလူမျိုးနင်းလိုလူမျိုးဟာဆိုတဲ့အဲ့လိုငါဆိုတဲ့အတ္တရှိလို့လူရဖြစ်ကြတာတကယ်တော့မဟုတ်ဘူးအဲ့ဒါအသေးကွဲတာမဟုတ်အတ္တသူ့ကိုယ်တည်းပြောတာနော်သူများတည်းပြောတာမဟုတ်အဲ့တော့အဲ့လိုကြီးဟိုပါတော့တယောက်ယောက်မရှိလို့တည်ဝါမယ်ဆိုတဲ့ဘဝမှာမရှိခဲ့ဘူးတဲ့အတွက်အဲ့လိုအသေးမကွဲခဲ့ဘူးလို့ထင်တာပဲအဲ့လိုတယောက်ယောက်ကြောင့်တည်ဝါတဲ့လူတွေကိုလည်းမဖြစ်စေချင်ဘူးကနှစ်မျိုးဖို့ကောင်းပါလေဘွားမှာအဓိကကိုကိုမိသားစုတဲ့ကိုကဖိုးတယ်လေးပဲလေနော် နဲ့ तू อ่ะအဲ့တော့သူတို့ဒုက္ခကြာကိုယ်ဆမ်မဖွက်တက်ဘူးလေနော်ကိုကအကောင်းဆုံးချစ်ပေးခဲ့ပြီပြည်ရတယ်ဂျင်းနဲ့တဲ့ဟုတ်ကြီးမားရဲ့ဆုံးရှုံးမှုလည်းဖြစ်နိုင်လို့ကြီးမားရဲ့လက်မြောက်ခြင်းလည်းဖြစ်နိုင်ပါတယ်အာအဲ့လိုမဟုတ်ပါဘူးကိုကလည်းကိုပြောရနော်အကောင်းဆုံးလို့ကိုကိုကိုပြောမှာပေါ့နော်သူတို့ဘက်ကလည်းသူတို့ကသူတို့လည်းအကောင်းဆုံးပေးဆက်ခဲ့လေဟုတ်ဟုတ်မှာပေါ့နော်အဲ့ဒါတယောက်နဲ့တယောက်နဲ့တိုင်းနဲ့ပေးရတော့မတူပါဘူးအဓိကတော့အဲ့လိုတွေ့တဲ့အချိန်မှာရိုးသားဖို့ပြောတာပါပေါ့ဟုတ်